်သွားတယ်မနဲ့တဲ့ဆိုတာဟုတ်ကဲ့ရှိုင်းလိုက်တော့ဟောအင်မတန်ဆိုးဝါးလုံးအောင်ကြီးပါကိုဒီစစ်တပ်ကိုခင်ဗျားတို့ဆော်မရတော့မယ်နော်ဒီကောင်တွေလုံပါလိမ့်တာခင်ဗျားတို့ကျွန်တော်တို့ရဲ့တာသမီဆိုတဲ့ခန်းစားခြင်းနဲ့ပဲခန်းစားကြည့်ပါဦးဒီလောက်ရရဆက်ဆက်မိုက်ချက်စိတ်နဲ့လုံနေတဲ့ကောင်ကြီးများမင်္ဂလာပါခင်ဗျာဆိုင်မင်္ဂလာပါခုလက်ချော်ကြီးဒီနေ့ညလားအဲဒီနေ့ညတော့ကျွန်တော်တို့မန္တလေးကစိတ်ချမ်းသာစေရမင်းမေးစရာကျောင်းကြီးစုံကင်းနေတဲ့အခြေအနေတွေပေါ့ မိမောင်းထိုးပြချင်တာပါဟုတ်ကဲ့ပါမနေ့ကဆိုရင်ဗီဒီယိုဖိုင်တစ်ခုတက်တော့ဟုတ်ကဲ့ဒီအသက်15နှစ်နဲ့16နှစ်တောင်မရှိတော့သေးတဲ့လူငယ်တွေရဲ့အုပ်စုဖွဲ့အနိုင်ကျင်းမှုဟုတ်ကဲ့အဲ့ဒီအုပ်စုဖွဲ့အနိုင်ကျင်းမှုတွေမှာပါစစ်အုပ်ထုတ်ကိုစောင်းလာပြီးပြူစောတီလိုလိုပြည်သူစစ်လိုလိုအဲအခြေအနေမျိုးတွေကိုတွေ့ရတာနော်ဟုတ်ကဲ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဘောဒီလူလူရဲ့အတန်ရောပါချပြီးတယ်အခု ဖြစ်သွားတဲ့မန္တလေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြည်သူကတော့ဒီလိုမျိုးမြို့လေကောင်မှာအခုလိုမျိုးပေါ့နော်နိုင်တဲ့စီးနင်းလောက်တဲ့ကိစ္စတွေကဒီစစ်ကောင်စီရဲ့ဘတော်သားတွေမှာလွဲချားလို့လုပ်ရစရာအကြောင်းမရှိဘူးဆိုတော့တုံ့တက်ချင်လို့ဖတ်နေပါလေ။ကဲအဲ့ဒါဆိုရင်ဘာတွေလုပ်တာလဲဘလို့ဖြစ်တာလဲဆိုတော့ဗီဒီယိုကလစ်လေးအတူကြည့်လိုက်အောင်ကြည့်လိုက်အောင်ပါ။ စစ်တဲကိုအကုန်ထဲမှာဟုတ်တယ်ဒီစကားပါဟုတ်ပါရဲ့ခင်ဗျစစ်တဲကိုအကုန်ထဲမှာဆိုတော့သူတို့ကပေါ်တာလိုက်ဆွဲနေတာခရီးကလေးချင်းပေါ်တာဆွဲနေပြီလားမန္တလေးမြို့လေကောင်းမှာအလုတ်ကြီးမင်းပဲဆရာကြီးဥပ္ပိစုံမှုကင်းနေနေတာဘာပေါ့ဥပ္ပိစုံမှုဆိုတာကလူကောင်းတိုင်းမရှိတော့ဘူးဒီတော့အဲ့ဒီအပြင်ကိုလက်ရှိဒီစက္ကဆဟာသူတို့ရဲ့လူတွေဥမာပေါ့ ဒီမဘာကလူတွေနောက်ပြုံစောထီးတွေဒါတွေကိုဝေးပြီးတော့လက်ရှိပြည်တွင်းမှာရှိတဲ့ပြည်သူတွေကိုအတမခန်းစီတဲ့သဘောတရားကံကပေါ်လွင်နေပါတယ်တတိပြတ်ချက်ပဲတတိပြတ်ချက်ပါကဲဆက်ကြည့်အဲ့အဲ့မှာစိတ်ဥထုတ်ပြီဗျာဟုတ်ကဲ့နော်အဲ့လိုကျွန်တော်စိတ်ဝင်စားတယ်ဒါစစ်ခွေးတက်ကဆောင်းနေ ယူနီဖောင်းအရောက်ဟုတ်ပါတယ်ခင်ဗျာပြည်သူစစ်တွေပြည်သူတို့ကြီးစောင်းနေကုန်တယ်ဟုတ်ပါတယ်နော်ဒါကဆိုရင်တော့အစ်စ်တကမွေးရတဲ့ပြည်သူစစ်ဆိုတော့ပြည်သူကြီးကြတော့ဖြစ်နေတာအတော့ဖြစ်နေဘူးစောင်းနေစတော့ဟုတ်ပါတယ်ကဲကဲတက်ချီအောင်ဟုတ်ကဲ့ဟုတ်တယ်လားတင်းတို့ရဲ့မိတ်အနာဒာနဲ့ခေါ်တာရတိတတာဖြစ်နေတာလက်ကြည့်ဟုတ်ကဲ့ဘာတွေဖြစ်ကြလဲ

အုပ်ထုတ်နေစစ်အုပ်ထုတ်နေကောင်ကအနိုင်ချင်းအနိုင်ချင်းဟုတ်တယ်ဗျာစိတ်စိတ်မချမ်းသာရတာမြို့ပေါ်မှာမင်္ဂလိလူမြို့ပြကြီးဟုတ်ကဲ့ဒီလိုအခြေအနေကြီးဖြစ်ကုန်ပြီလားပြည်သူတို့ရဲ့လုံခြုံရေးပြည်သူတို့ရဲ့အသက်ရှင်ရည်ရည်တရားဥပဒေစိုးမိုးရေးစစ်တပ်အောက်မှာဘာမှမပြောင်းလဲလို့မရတဲ့အခြေအနေဖြစ်နေတာလုံခြုံမှုမရှိတဲ့နေသားဆိုတာဟုတ် ်ပြိတာထင်ရှားနေပါပြီစစ်တပ်ကအမွေးထားတဲ့ကောင်မန်တမရဖျားထူးမော်ပူရမယ်အခြေအနေလားဟုတ်ပါတယ်အဲ့ဒီပုံစံလို့မဖြစ်ဖြစ်အောင်လုပ်နေတကယ်ဖြစ်နေပါဘူးလက်ရှိဟာရကဲနည်းထက်ကြည့်အောင်စိတ်ချမ်းသာဘူးမကြော်ကြီးရှင်းမှာဒေါ်လာတွေလေးလေးထွက်လာပါတယ်ကြက်သိန်းကြီးဖြန်းဖြန်းထပြီးမျက်ရည်စိုးနေလောက်ရောက်ထိကျွန်တော်တို့ တိုင်းပြည်အတွက်အင်မတန်စိတ်မကောင်းဖြစ်နေရပါတယ်ဟုတ်ပါတယ်ကိုလေကျော်အနာဂတ်လူငယ်ပါဆိုရက်လူတွေမန္တလေးမြို့ပြမှာဒီလိုအခြေအနေမျိုးတွေရင်ဆိုင်နေကြရပြီဟုတ်ကဲ့ဒါရီကျော်တို့ဒေါ်ရီထပ်ပါဒေါ်ရီတော်များစိတ်ပြီးတော့ထိန်းလို့မရတဲ့စင်ကြီးဖြစ်လာပါတော့မေးပေါ်လေရပေါ်လို့ခေါ်လို့ဟုတ်လားဟုတ်လားဟုတ်လားဟုတ်ပါဘူးဆက်ဆက်ကျန်းဆိုင်ရုံမှာလုံးပါလေအင်တန်ဆိုးပါလုံးမှာကြီးပါလေကိုလက်ကျော်

ကျန်တဲ့ရက်စမှုတွေမကြည့်ရနော်โอเคကြော်သွားတယ်ကြော်သွားတယ်ကြော်သွားရင်တော့ဘိုက်တက်လာတက်လာကျွန်တော်မနည်းကကျွန်တော်ဆုံးချက်တော့ပူချလိုက်တယ်ဟုတ်ကဲ့ပါကြော်ကြည့်မယ်ဒီအချိန်နဲ့ပတ်သက်ပြီးကျွန်တော်တို့တရင်စကားလို့ပြီးလို့ပို့ရတော့ဟဲ့ဟုတ်ပါရင်ပြောပါရတော့ဟဲ့ကျွန်တော်ဒီနေ့တော့ဒီဗီဒီယိုဖိုင်ကိုဆုံးအောင်ရှင်းပြတယ်ဟုတ်ကဲ့ဖနက်ချူဘိုင်ဒါတီကိုရိုင်းဆိုင်ရဲ့ပြုမှုတွေနဲ့ဗန်လီမြို့ပေါ်မှာ ပြည်သူစပြုစော်တီအစ်စ်ပုတ်တယ်ပုတ်ပါရင်ပြည်သူတွေကိုဒီကမွေးရတဲ့တာဝန်ကြီးဒုမကလေးကလွိလူငယ်တွေကဟုတ်ကဲ့အမျိုးကောင်းသားတွေလူငယ်တွေကိုအနိုင်ကျင့်နေတာများဗျာတတ်ခံကြအောင်ပါလားဘလို့မှစိတ်မချမ်းသာဘူးကိုဒီနဲ့ကျော်အဲ့လိုဗျာအဲ့ဒီကမြို့လေကောင်လူနေရမြို့ကြီးဖြတ်သွားတာကြီးရိုက်ကြရင်ကျုပ်ညင်နေရမှာတော့ဝိုင်းတမလိုက်မရနိုင်ဘူးကိုဒီနဲ့ကျော်ကဲ့ကျော်ဟဲ့ဟဲ့အဲ့လိုကိုသားရအောင်ကြာကြရင်တော့လေဗျာ တယ်အေးရေဟုတ်ကဲ့ချိုင်းလိုက်တော့ဟောအင်မီတန်ဆိုပါလုံးဝကြီးပါဘူးဒီစစ်တဲ့ကိုခင်ဗျားတို့ဆုံမရတော့မယ်နော်ဒီကောင်ကြီးလောက်ပါနေတာခင်ဗျားတို့ကျွန်တော်ရဲ့သားသမီးဆိုတဲ့ခန်းစားခြင်းနဲ့ခန်းစားကြည့်ပါဦးဒီလောက်ရိပ်ရက်ဆက်ဆက်မန်းချက်စိတ်နဲ့လုပ်နေတဲ့ကောင်ကြီးဗျာစိတ်ချလုံးဝကြည့်ရပါဘယ်လိုလဲအေးဒီလိုရက်ဆက်ရှုံးပါတော့လိုက်ခင်ဗျာ ချစ်တာမဲအဲ့ဒီကျွန်တော်နည်းနည်းကြော်ပါရအောင်ဘာလို့ community step တင်ပင်ရှားဆက်ရအောင်ဆက်ပြေးတာဟာဒီကိုယူဝတ်တာပတိချင်းနေနေပြရအောင်ပြရတယ်။ဟာ။ဘာလို့ဒီအောင်ပင်းနဲ့ပေါင်းတာကိုကြီး။ဟာ။ဟိုကမင်းလို့နော်တော့ဖတ်ချိုး။ဟိုကမင်းတို့ကနာမည်ပြောရမယ်။အော်ကျွန်တော်ကိုလိုက်လို့စိန်ကောအဲ့လိုပြောတာ AI ပဲလာနေတယ်ခေါ့။ဟာ။ဘာလို့ဘာလို့။ Okay အောင်းနေနေလာကြအောင်နော်။ ကျွန်တော်တို့ပြောစရာဆိုတာမရှိဘူးနှလုံးသားထဲမှာအောင်မြိုက်နေတယ်ဒီစစ်တပ်အုပ်ချုပ်နေတဲ့ကာလာတွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာအင်မတန်ရှင်နေပွဲရာအခြေအနေတွေဖြစ်နေတယ်ဒီတော့ဒီလိုအင်မတန်ဆိုးဝါးလုံးဝကြီးပါလေဗျာနိုင်ချက်စီနီရဲ့ရဲ့ဆက်ဆက်ဒီလိုပြုတ်မှုမျိုးတဲ့ကောင်းတွေကိုကျွန်တော်မချေမုန်းနိုင်ဘူးလား

ပြည်သူလူထုကမွေးရတဲ့ယင်းနှစ်တီးရတာသမီးတွေဘလို့တွေဖြစ်နေပြီလဲဘလို့တွေခံစားဘလို့တွေအနိုင်ကျင့်ခံရပြီလဲအဲ့ဒီမှာအစိုးရမင်းများကြီးဟုတ်ကဲ့တော်လိုင်းအစိုးရဆိုသူများကြီးနော်စာချီကျွန်တော်တို့ရှိရှိဝူးဝီပြောလို့ရှိရင်ဒါတွေပြောရင်ဒေါ်ရီပါဒေါ်ရီပါလာပါလိမ့်မယ်ဒီညွှန်ကွဲကကျွန်တော်တို့အနေနဲ့အင်မတန်ကိုစိတ်နှလုံးမချမ်းမြေ့ပါဘူးရမ်းခံစားနေရပါတယ်ဇနိုင်းရှင်းနေအနိုင်ကျင့်အောင်ကျွန်တော်တို့ကယုံမုံတော်လိုင်းရေးကိုစင်တွင်နေကြတာ ဒီလိုနိုင်ချင်းမှုတွေမြင်နိုင်မှာကျွန်တော်တို့တွေးပြီးပေါ့ကွဆူရပါတယ်။ဒါကြည့်ရပါတယ်။ data ပို့ပြီးသိကြတာကတော့ deposit တက်ဖို့တော့ချိန်ကြီးအမောက်ချီအမောက်ချီမှာကိုရမှာပါ။ကဲတော့တော်လန်တက်ပြီ။မန္တလေး need to white မှာရှိတယ်တော်လန်တက်မှာလည်းမရဘူး။မန္တလေးမြို့ဝင်စည်းလိုက်တာဖြစ်စေခြင်းဒီလိုကောင်တွေကသူတို့ရဲ့အနောက်မှာစက္ကစရင်ကျူစောထီးတွေမပတ်တရရဲ့ ကူကျက်တယ်သူတို့ရဲ့မွေးထားတဲ့သူတို့ရဲ့အားတွေနဲ့မယိုင်းကျင်တိုင်းမယိုင်းလောက်ကျင်တိုင်းလောက်ဆော့ကားကျင်တိုင်းဆော့ကားနေတာဗျမန္တလေးကိုဝင်စီးပါချသိကျမှာတကယ်ချသိကျမှာဆိုတော့ရန်ကုန်ဝင်စီးပါနေပြီးတော့ဝင်စီးပါကျွန်တော်တို့တော်လိုင်းကြီးဆိုတာကတော့လိုက်အောင်မပန်းခင်းလိုက်ရှောက်နေတာမဟုတ်တော့ဆွန့်လို့ပေးဆက်မှုတွေတော့ရှိပါပဲဟုတ်ကဲ့မြို့ပြနေပြည်သူတို့ရင်တော်လိုင်းတက်တွေကိုဖိတ်ခေါ်တယ် ျွန်တော်တို့ဒီ passive တက်ကူတော့အမြင့်ဖြတ်မှရမှာဒီတော့ဒီဘက်ကကျွန်တော်ဒေါ်လာရင်းတက်ပေါင်းပြီးပြီးရတယ်ဒီ video ဖိုင်ကိုကြည့်ရှုပြီးပြီးတော့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒီဘက်မှာရှိတဲ့အင်အားစုတွေကလည်းဒါကိုမကျေနပ်ဘူးဆိုတာသိကြမှာပါပဲအဲ့ဒီတော့သူတို့တွေကလည်းဒီမန္တလေးမှာအလောက်ကြီးကြီးရုပ်ပြက်စင်းပြက်မပတ်တာတွေပြူစော်ချီးတွေစက္ကစရတွေအနိုင်ကျင့်မှုကိုဘယ်သူမှလက်မခံဘူးဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒီတော့ ်မန္တလေးမှာရှိတဲ့ပြည်သူမိဘမိဘပြည်သူအပေါင်းတို့ကလည်းဒါကိုအမြန်ဆုံးကောင်းတဲ့ဖော်ရန်အောင်ကြိုးစားပေးကြဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ဒါတွေပြောရင်တော်ရစ်ဆက်ပါလေဟုတ်ပါတယ်ခင်ဗျာမန္တလေးမြို့ကပြည်သူလူထုကြီးအုံကြွတော်လန်ဗုဒ္ဓအစင်သက်ပြင်လာတာပြင်ခါကြပါဦးတင်းတော်ဒီတော့ပါပဲကြောက်ရက်ကျေးဇူးတင်ပါတယ်ခင်ဗျာ